တပတ်စာတလာစာမှုကင်းဖြစ်ပေါ်မှုတို့မြင့်တက်နေတဲ့နေရာတွေကိုသုံးသပ်ပြီးလက်ကင်းစလွန်ရင်တွေကိုဦးစားပေးကင်းလက်သွားမှာဖြစ်တယ်လို့လက်ကင်းမော်တော်ယာဉ်များကုတ်ကဲမှုဌာနမှတာဝန်ခံအရာရှိဒူရဲအုပ်ဟိမင်းသူကပြောပါတယ်လက်ရှိမှုကင်းဖြစ်ပွားမှုတို့မြင့်တက်နေတဲ့ရွှေပြည်သားလှိုင်သာယာမြို့နယ်တွေမှာလှည့်ကင်းစလုံးရင်တွေကိုရွှေပြည်သားလှိုင်သာယာပေါင်းပြီးလှည့်တာရှိသလိုလှိုင်သာယာတမျိုးတည်းလှည့်နေတာမျိုးတွေလည်းရှိတယ်လို့သိရပါဗျ။မှုကင်းဖြစ်ပွားမှုတို့မြင့်တက်နေတဲ့နေရာတွေမှာလှည့်ကင်းစလုံးရင်တွေကိုဦးစားပေးကင်းလှည့်မှာနဲ့ပတ်သက်ပြီးဒူရဲအုပ်ဟေးမင်းသူကအခုလိုပြောပါဗျ။ ဒီမှာကျွန်တော်တို့ထည့်ခြင်းရတော့ပေါ့နော်ပုံမှန်ဆောင်ရတာကဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဒီပေါ့တပတ်မှာအဲဒီနေရာမှာမှုန်းဖြစ်သွားလဲဆိုတော့ပြန်သုံးသပ်ပြီးတော့ဒီအချိန်ကြီးမှာအခုဥမာဆိုတော့အခုကျွန်တော်တို့ရမယ်ဟုတ်တောက်ဖွင့်ရတောက်ခဲ့ဆိုလို့ရှိရင်ဥမာတကုံမျိုးနဲ့ဥကမ်းမှာအဖက်ကတိတကုံရှိမှလို့ဒီလိုလေးသိကုံများတယ်တောက်ခဲ့တောက်ခဲ့ရှင်တို့အဲ့လိုမျိုးနေရာမှာကျွန်တော်ကရေမျိုးကိုကုညီရှင်းလင်းနေလို့တော့ဘူးအဲ့လိုတောက်ခဲ့တောက်ခဲ့ရှင်မှာတကုံရှိရှိမှာကားကိုထိုးခိုင်းထိုးခိုင်းမယ်ကျွန်တော်ကဒီပေါ့ မူရင်းဖြစ်ခင်ဖြစ်ပေါ်မှုပေါ့နော်ကျွန်တော်တပတ်စာဒါမှမဟုတ်တလားကအဲ့လိုမျိုးပေါ့သုံးတက်ပြီးတော့ဒီဒီကနေပြီးတော့စီမံချက်ပေးပြီးတော့ပေါင်းရပေးရမယ်။ဒါနဲ့အော်တိုရိတ်ကောင်းမယ်ဆိုတာအများကြီးပေါ့နော်ဟိုတနည်းအားဖြင့်မှာပဲဟိုဒီလေးဒီချိန်မှာဒီမှာရှိနေတယ်နောက်တစ်ပတ်ဒါမှမဟုတ်နောက်တလားပေါ့နော်ဒီဒီကဖြစ်ခင်ပေါ့သုံးတက်ပြီးတော့ဖြစ်ပေါ်မှုများတဲ့နေရာတွေကိုကျွန်တော်ကပို့ပြီးတော့ဥပဒေပေးပြီးတော့အဲ့ဒီနေ့ကိုပတ်ကိုင်းလို့စီစဉ်မှာပါတယ်။နော်နော်ဒီမှာကကျွန်တော်တို့ပေါ့နော်ဆိုင်သာတို့ရှိပြီလားတို့အတွက်ကိုကျွန်တော်တို့ဒီတိုင်းကျောင်းကဦးစီးပြီးတော့ ဒီတိကျအဖွဲ့နဲ့ရှားလဲချမ်းမယ်လို့ထင်ပါတယ်တိကျအဖွဲ့နဲ့ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲဒီနာမည်ရှိတဲ့ဒီလိုဒီမှာခေါင်းဆောင်အဖွဲ့အဖွဲ့တွေကိုဒီမှာချက်ချပြီးတော့ကျွန်တော်ဖန်ပြီးရင်းကိုဆောင်ရနေတယ်ခင်ဗျာလက်ရှိမိန်းကြီးညာတော့ကျွန်တော်ကသူတို့ဒီပေါ်တော့ငဝိုင်းကျန်နေပြီကျွန်တော်တို့ဒီမှာရေးဆွေးနွေးနေတာရှိတယ်စင်ကန်းနိုင်ငံပေါင်းနေတာရှိတယ်နိုင်ငံအကြီးအကဲနေတာရှိတယ်အဲ့တော့အခုလက်ရှိမှာတော့ကျွန်တော်တို့တိုင်းတစ်ခွဲအနေနဲ့ကတော့ဒီမတက်ဆွဲပြီးတော့ဒီဟိုဟာကျွန်တော်တိုင်းဝန်နေပြီးတော့ဦးကြီးပြီးတော့ပေါင်းလဲနေတဲ့ဒီမတက်တစ်ခုတော့ရှိတယ်ခင်ဗျာနော် မိရင်းရင်းရဲ့အတွက်ကတော့အဲ့ဒါကတော့ကျွန်တော်တို့ဆန္ဒပြသနေပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီရန်ကုန်တိုင်းရဲ့တပ်ဖွဲ့အတွက်ဆက်မှတ်ပြီးတော့ထားမြင်ထားသားပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလုံလေတွေကိုအခုအခုပြောသလိုပေါ့နော်ဒီမှုကတပေါင်းများတဲ့လိုင်းသားရှိပြီးကအဲ့လိုမျိုးလုံလေတွေကိုပို့ပြီးတော့ပြသပေးအနေနဲ့ဆက်မှတ်ပြီးတော့ထားသားပေးမှာပါအများတော့ဒီအဲ့ဒါအကြောင်းမှာရန်ကုန်တိုင်းရဲ့တပ်ဖွဲ့ဆန္ဒပြသချပြီးလို့ရှိရင်လို့ပြောတာပါခင်ဗျာ လက်ကင်းစလုံးရင်ကိုရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အတွက်ထပ်မံတိုးမြှင့်ချထားပေးမယ်ဆိုပါကမှုကင်းဖြစ်ပွားမှုနှုန်းမြင့်တက်နေတဲ့ရွှေပြည်သားလမ်းသာယာမြို့နယ်တွေကိုဦးစားပေးချသွားမှာဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးတွင်တရားဥပဒေစိုးမိုးနဲ့မှုကင်းကြွတင်ကာကွယ်ရေးအတွက်လက်ကင်းစလုံးရင်နဲ့နေညာလက်ကင်းတာဝန်တွေကိုစောင့်ရလျက်ရှိတာကြောင့်မှုကင်းဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးလက်ကင်းမော်တော်ယာဉ်များကုကဲမှုဌာနဖုန်း3921316နဲ့3921316ကိုဆက်သွယ်နိုင်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကဇန်နဝါရီလ24ရက်နေ့မှာထုတ်ပြန်ထားတာဖြစ်ပါတယ်။လက်ရှိမှာတော့ရန်ကုန်တိုင်းဒေသကြီးမှာလက်ကင်းမော်တော်ယာဉ်45စီးကိုချပေးထားပြီး24နာရီပတ်လုံးကင်းလှည့်ဆောင်ရွက်နေတာဖြစ်ပါတယ်။